သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ၄ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားရဲ့အပြစ်ရဲ့ကမ်းလှမ်းချက်ကိုပယ်ချပြီးနောက်မင်းအောင်လိုင်ပါဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်ရောက်မဲ့180ပြည့်ရုရှားရင်းမြစ်နီအောင်ပွဲအခမ်းအနားလုံခြုံရေးကိုတာဝန်မီယူဟုယူကရိန်းသမ္မတသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြံဖတ်မင်းအွန်လိုင်းအပါဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်ရောက်မဲ့280ပြည့်ရုရှားရင်းမြစ်နီအောင်ပွဲအခမ်းအနားလုံခြုံရေးတာဝန်မယူလို့ယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီးကတရိပ်ပေးလိုက်ပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံရင်းမြစ်နီမှာပြုတ်လုမဲ့ဒုတိယကမ္ဘာစစ်ပြည်ဆုံးခြင်း280ပြည့်အထိမ်းအမှတ်အဖြစ်တရုတ်သမ္မတရှီကျင်းဖင်အကြံဖတ်မင်းအွန်လိုင်းအပါဝင်နိုင်ငံတကာခေါင်းဆောင်တချို့တက်ရောက်ရန်ရှိနေပြီးယူကရိန်းသမ္မတကရုရှားနိုင်ငံအတွင်းဖြစ်ပျက်မှုများအတွက်တာဝန်ယူမှာမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပါတယ်။ နှစ်80ပြည့်ရင်းမြစ်နီအောင်ပွဲအထိမ်းအမှတ်အတွက်မေလ10ရက်နေ့မှမေလ10ရက်နေ့အထိအပြည့်ခတ်ရက်စဲရန်ရုရှားသမ္မတပူတင်ရဲ့အဆိုပြုချက်ကိုလည်းယူကရိန်းသမ္မတကပယ်ချခဲ့ပြီးရုရှားနိုင်ငံထဲမှာမေလ9ရက်နေ့ဖြစ်ပေါ်လာမယ့်အခြေအနေများအတွက်တာဝန်မယူနိုင်ကြောင်းတရားဝင်ပြောဆိုလာခြင်းဖြစ်ပါတယ်။ယူကရိန်းသမ္မတရဲ့ပြောဆိုချက်ဟာရုရှားနိုင်ငံကိုလာရောက်မဲ့နိုင်ငံတကာခေါင်းဆောင်များရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောင်းနေပြီးအကြမ်းဖက်ရန်ချင်းချောင်းမှုဖြစ်ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနပြောခွင့်ရမာရီယာဇခါရိုဗာကတုံ့ပြန်ပြောဆိုပါတယ်။ ရုရှားနိုင်ငံမှာမေလ9ရက်နေ့ပြုလုပ်မဲ့ရင်းမြင်းနီချီတက်ပွဲကိုစစ်ကောင်စီဘက်မှလည်းပါဝင်တက်ရောက်ချီတက်မှာဖြစ်ပြီးအကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှာမေလ9ရက်နေ့ရုရှားနိုင်ငံကိုတွားရောက်မှာဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြို့တက်နေပြည်တော်လမ်းမိုက်မှာပြူစော်တီများလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်မှုပြူစော်တီခေါင်းဆောင်တအူးအပါဝင်9ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမြို့တစ်နေပြည်တော်လမ်းမိုက်မှာပြူစောတိများလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်ရမှာပြူစောတိခေါင်းဆောင်တအုပ်အပါအဝင်ခုနှစ်ဦးသေဆုံးခဲ့ကြောင်းမြို့တစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ်။မတ်လ29ရက်နေ့မွန်းလယ်2:45မိနစ်ခန့်မှာမြို့တစ်နေပြည်တော်လမ်းမိုက်၌ရွှေပန်းရွာမှပြူစောတိများလိုက်ပါလာတဲ့ကားကိုတော်လန်ရေးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွင်ပြူစောတိခေါင်းဆောင်တဦးအပါအဝင်ပြူစောတိခုနှစ်ဦးသေဆုံးသွားပြီးစာရွက်စာတမ်းများနဲ့မူရီစေဝါများလည်းတင်းဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။မြို့တစ်နေပြီးတော့လမ်းမိုက်မှာတိုက်ခိုက်ခဲ့တာပါ။လိုင်းခက်ခဲကြောင်အခုမှထုတ်ပြန်ဖြစ်တာသူတို့ကမပါတာသွေးတောက်မင်းမင်းရဲ့လက်ယုံတွေဆိုတော့နေမီထဲမှာအန်ရဲ့အရှိဆုံးပြူဖွဲ့တွေမှုလို့သူ့ရဲ့လက်ကြံပြူတွေကိုပါဆက်လက်ရှင်းလင်းသွားမှာပါလို့မြို့တစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့မိုးကောင်းတထဒုတိယအကြိမ်မိုင်းခွဲခံရပြီးပျက်စီးကျိုးကျဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တထုံမြို့နယ်မော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကားလမ်းပေါ်မှာရှိတဲ့မိုးကောင်းတထမှာယမန်နေ့ညပိုင်းကမိုင်းပေါက်ကွဲပြီးပြိုကျပျက်စီးသွားကြောင်းဒေသပြည်သူများနဲ့ကုန်တင်ရင်မောင်းများကပြောဆိုကြပါတယ်။ ယမန်နေ့မေလ3ရက်နေ့ည7:19မိနစ်အချိန်မော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကားလမ်းမပေါ်မှာရှိတဲ့မိုးကောင်းတံတားမှာမိုင်းခွဲခံရခြင်းဖြစ်ပြီးတံတားမှာလုံးဝပြိုကျပျက်စီးသွားကြောင်းယခုမိုင်းခွဲခံရမှုမှာဒုတိယအချိန်မိုင်းခွဲမှုဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာလည်းမိုင်းခွဲခံရတဲ့အတွက်မိုးကောင်းတံတားပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။မိုးကောင်းဖျားနာမှာရှိတဲ့တံတားမိုးကောင်းတံတားလို့ခေါ်ကြပါတယ်။ အဲ့ဒီတံတားကိုမနေ့ညပိုင်းမိုင်းခွဲသွားတာပါကားတွေကညကလေးကဖြတ်မရတော့ဘူးတံတားကအပိုင်ပိုင်အဆအဆဖြစ်သွားတယ်လို့တံတားပြက်စီးပြီးပိတ်မိနေတဲ့ခီးတဲ့တအူးကလူမှုကွန်ရက် Facebook Messenger မှာတဆင့်ပြောဆိုပါတယ်မိုင်းခွဲခံရတဲ့အနီနာကြေးရွာများမှာပြည်သူတို့ရဲ့အဆိုအရဒုတိယအကြိမ်မိုင်းခွဲခံရမှုမှာတံတားလုံးဝတုံးမရအောင်ပြက်စီးသွားကြောင်းမိုင်းမှာပထမအကြိမ်ထက်ပိုမိုပြင့်ထန်ပြီးတံတားပြက်စီးမှုမှာလည်းပထမအကြိမ်ထက်ပိုမိုဆိုးရွားကြောင်းပြောဆိုကြပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ငူလီတက်တို့ကိုရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးသွားပြီးအဆောက်အအုံများမိလောင်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။ပဲခူးတိုင်းတောင်ငူခရိုင်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ထဏာကျုံနဲ့တောင်ငူလေတက်တို့ကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာလေတက်ရဲမင်းနဲ့လေတက်အရာရှိများအပါအဝင်စစ်တပ်ဦးသေဆုံးသွားပြီးအဆောက်အအုံများမီးလောင်ပျက်စီးခဲ့ကြောင်း Brave Warriors of Myanmar BWM မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ April 30ရက်နေ့မှာ BWM အဖွဲ့နဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ MKCDF ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကတောင်ကုန်းမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခနဲ့တောင်ငူကေတုမတီလေတက်စခန်းတို့ကို BWM Mission 35နဲ့36ဖြင့်ရှော့တိုက်တုံ14လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခတိုင်းယုံဦးစီးဌာနမှာရှိတဲ့အဆောက်အုံဘက်ချမ်းထိကိုက်ပျက်စီးခဲ့ပြီးတိုင်းငွေစစ်စရင်ယုံနဲ့ထိကိုက်ပျက်စီးခဲ့ကြောင်းဒါအပြင်စခန်းယုံနေရာတချို့လည်းထိကိုက်ပျက်စီးခဲ့ကလေတက်အရာခံဘုံနဲ့တက်ကြွကြီးလိုင်းငန်းနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးအရာရှိလိုင်းငန်းနေအိမ်နှလုံးလည်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ် အဲ့ဒီတိုက်ခိုက်မှုအတွင်းလေတက်ရဲမင်းနှဦးအပါအဝင်လေတက်အရာရှိ3ဦးနဲ့အခြားအဆင့်စစ်တီ10ဦးသေဆုံးကအရာရှိ9ဦးနဲ့အခြားအဆင့်စစ်တီ12ဦးစိုးရိမ်ပွဲပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလေတက်3မော်တော်ယာဉ်နှစ်စီးလဲမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။တောင်ကိုလေတက်အတွင်းထဲမှာလေရင်တူလောင်ရုံအဆောက်အုံအပါအဝင်အဆောက်အုံနှလုံးထိကိုက်ပျက်စီးခဲ့ပြီးစစ်ကောင်စီလေတက်အရာရှိနဲ့စစ်တီတချို့သေဆုံးမှုများနဲ့ပြင်းထန်ဒဏ်ရာရသူတချို့ရှိကြောင်း တောင်ငူလေတက်ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်မှသတင်းဖုံးဖိမှုများနဲ့တာမြင့်ကန့်သက်မှုများစွာရှိနေတဲ့အတွက်ထိခိုက်သေးဆုံးမှုကင်းကနန်အချက်အလက်ကိုအတိအကျဖော်ပြရမရနိုင်ကြောင်း Brief Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။တောင်ငူလေတက်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာတယ်လို့သိရပါတယ်။အခုထိလေရင်မတက်နိုင်သေးဘူးလို့လည်းသိရတယ်လို့ Brief Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူကရှင်းလင်းပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပုံနာကျွန်းမှာကြေးရွာပေါင်း23ရွာမှာရှိတဲ့ရေတွင်းရေကန်များခန့်ချောက်ပြီးတောက်သုံးရေရှားပါးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်မှာကြေးရွာပေါင်း23ရွာမှာရှိတဲ့ရေတွင်းရေကန်များခန့်ချောက်ပြီးတောက်သုံးရေရှားပါးနေတယ်လို့သိရှိရပါတယ်။အဆိုပါကြေးရွာများမှာစစ်ဘေးရှောင်စခန်း၅ခုလည်းပါဝင်ပြီးဒေသခံနဲ့စစ်ဘေးရှောင်လူဦးရေစုစုပေါင်းခန့်မှန်း4000ကျော်ခန့်ဟာရေရှားပါးမှုဒဏ်ကိုအကြီးအကျယ်ခံနေရတယ်လို့ပုံနာကျွန်းလွန်ငယ်အစည်းအရုံး PYA ကထုတ်ပြန်ပါတယ်။ ရေရှားပမှုတံကြုံတွေ့နေရတဲ့ကြေးရွာများစရင်ကို PYA ကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ပုံနာကျုံမြို့နယ်အတွင်းရေလိုအပ်နေတဲ့နေရာများကိုပြည်ရင်းပြပအလှရှင်များကလူဒန်းထားတဲ့အလှငွေများနဲ့ PYA ကအရခပြည်သူတော်လှန်ရေးအစိုးရနဲ့ပူးပေါင်းကပြန်မြရေကာလန်8000နှုန်းနဲ့တွားရောက်လူဒန်းနေတယ်လို့သိရှိရပါတယ်။အဲ့ဒီလိုရေလူတန်းနိုင်ရင်စေတနာရှင်များအနေနဲ့73စီတကလန်ကို36000ကျပ်ဖြင့်၎င်းရေတရက်စာနှုန်း8သိန်းကျပ်တော်၎င်းပါဝင်လူတန်းနိုင်ကြောင်း PYA ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ တဖက်မှာလည်းအဲ့ဒီလိုတောက်တုံးရီအခက်အခဲဖြစ်နေကြရတဲ့ကြေးရွာများမှာရှိတဲ့စစ်ဘေးရှောင်စခန်းများမှာတောက်တုံးရီရရှိရေးအတွက်ပုံနှကျုံမြို့မှာရှိတဲ့ဖြူစင်ရင်ွယ်ဖောင်ဒေးရှင်းကဥဆောင်ကအဝီစီတွင်းများတူးဖို့ပေးနေတယ်လို့သတင်းရရှိပါတယ်အဆိုပါအဝေးစီးတွဲများကိုပြည်တွင်းပြည်ပမှာရှိတဲ့အလူရှင်များထံမှရရှိတဲ့အလူငွေများနဲ့ပြီးခဲ့တဲ့ဧပြီလနောက်ဆုံးအပတ်မှာစတင်ကတူဖော်နေခြင်းဖြစ်ပါတယ်။ရခိုင်မှာနှစ်စဉ်မိုးရေချိန်လက်မှ200ကျော်ခန့်အထိမိုးရွာသွန်းမှုရှိပေမဲ့ နှစ်စဉ်နွေရာသီရောက်တိုင်းရေခမ်းခြောက်ကရေရှားပမှုပြဿနာနဲ့ကြုံတွေ့နေရတဲ့အတွက်ရေအရင်းအမြစ်ကိုစနစ်တကျစီမံခန့်ခွဲပြီးရေရှည်အတွက်အဝေးစီးတွင်းများထူဖော်နေခြင်းဖြစ်တယ်လို့ဖြူစင်ရင်ငွေဖောင်ဒေးရှင်းမှဒါရိုက်တာဖြစ်သူကိုမျိုးဟင်းလိုင်ကပြောဆိုပါတယ်။အခုလိုအဝေးစီးတွင်းတူဖော်လိုက်တော့နှစ်တိုင်းကြုံနေရတဲ့ရေရှားပမှုပြဿနာတွေကိုကျွန်တော်တို့ရှော့ချဖြေရှင်းနိုင်ပြီးအခုလက်ရှိတော့နောက်လာမယ့်နှစ်တွေအတွက်ပါကျွန်တော်တို့ကရေရှည်ကိုကြည့်ပြီးစနစ်တကျနဲ့အဝေးစီးတွင်းတူလိုက်တာလို့ပြောပါတယ်။ အဆိုပါအဝီစီးတွင်းများကိုရေအရင်းမြစ်ရှိတဲ့မြေအောက်ရေရရှိနိုင်တဲ့စစ်ဆောင်စခန်းများနေရာမှာလဲကြောက်လွာများအထက်ထက်ကိုတူပေါ်လျက်ခက်ခက်ခဲခဲတူပေါ်နေရခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ကောဘရာစစ်ကြောင်းနဲ့လက်နက်ချလာသူများဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ကောဘရာစစ်ကြောင်းဟာလက်နက်ချလာသူတို့အားထွေးပွေ့ကြိုးစုခဲ့ပြီးဖမ်းဆီးမိတဲ့စစ်တုံးပန်းများကိုမူကရင်ပြည်နယ်အတွင်းမှာရှိတဲ့အလုပ်စခန်းတစ်ခုကိုစစ်လွတ်ထားတယ်လို့ Frontier မြန်မာကစောင်းပါရေးသားလာခဲ့ပါတယ်။ ော့ဘရာစစ်ကြောင်းဟာကရင်မျိုးသားလွတ်မြောက်ရေးတပ်ရဲ့လက်အောက်ခံဖြစ်ပါတယ်။ယမန်နဲ့ဇူလိုင်လမှာမြောက်ရီမျိုးကိုထိုးစစ်ဆင်ရင်အောင်စရဟုအမည်ပေးကစစ်ကြောင်းထိုးလာရမှာပါဝင်ခဲ့သူတက်ချက်ကြီးတဦးဖြစ်တဲ့ကိုအောင်ရင်အမည်ရင်းမဟုတ်သူဟာဒီဇင်ဘာလထဲမှာတော့၎င်းရဲ့အသက်18နှစ်မှစပြီးနှစ်ပေါင်း20ကျော်အလုပ်ကျွေးပြုလာခဲ့တဲ့စစ်တပ်ကိုစွန့်ခွာလာခဲ့ပါတယ်။အဲ့ဒီလိုထွက်ပြေးလာရတဲ့အကြောင်းရင်းမှာလဲအောင်စရစစ်ကြောင်းထဲမှာပါလာတဲ့အရာရှိများကမက်စေပြများအားအပြင်းမဝေယူပြီးအောက်ခြေစစ်တီများကိုတဆင့်ပြန်ရောင်းရင်း ဝင်ငွေဖြောင့်နေတဲ့အဖြစ်ကိုစိတ်ပြက်လာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်စစ်သားများကစိတ်များကြောက်ကြီးရဖြစ်လာပြီးအလုတ်လုတ်ချင်စိတ်မရှိကြတော့ဒီကိုတွေ့လာရတဲ့အတွက်ဟန်တားရန်ကြိုးပမ်းလာတဲ့အခါမှာတော့ပြန်ပြုတ်နေကြတဲ့အရာရှိများရဲ့စောင့်ကြည့်ခံလာရပြီး၎င်းရဲ့အသက်အန္တရာယ်အတွက်စိုးရင်လာရပြီးဖြစ်တဲ့အတွက်ပြည်သူရင်ဝင်ကိုခိုးလုံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်ယခုအခါကိုအောင်ရင်နဲ့အခြားတက်ချက်ကြီးတို့ပူးတွဲပြီးထွက်ပြေးခိုးလုံလာသူများကကော်ဘရာစစ်ကြောင်းနဲ့၎င်းတို့ကဲ့သို့ပူးပေါင်းလာသူများကိုကြီးကြပ်ပေးလျက်ရှိပါတယ် ၎င်းတို့ကိုရှေ့တန်းနောက်တန်းအလက်ကျတာဝန်ယူရန်လေလုံငန်းနဲ့ထမင်းဟင်းချက်ဖို့ထင်းရှားထွက်တဲ့တာဝန်များကိုခွဲဝေချထားပေးပါတယ်။ကုအောင်ရန်စစ်တပ်ထောင်ထားတဲ့မိုင်းများကိုရှာဖွေပြီးတော်လန်ရေးတပ်များအထွတ်ပြန်ထောင်ပေးခဲ့ပါတယ်။၎င်းအပေါ်ယုံကြည်မှုရလာပြီးဖြစ်တဲ့အတွက်ကော့ဘရာစစ်ကြောင်းနဲ့အတူတွဲရိုက်တိုက်ခိုက်သွားရန်အဆင်သင့်ဖြစ်လာပြီးဖြစ်ပါတယ်။စစ်တပ်ထဲကြံခဲ့တဲ့၎င်းရဲ့ရဲဘော်များကိုလည်းခေါ်ဖို့ကြိုးစားမိဖြစ်ပြီးမြည်သူများလည်းတပ်ထဲတွင်မနေကျင်ကြတော့စစ်တပ်ဟာလည်းအင်အားပြုံးတိလာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ ိုအောင်ရင်ကရောက်လာကလေးကခိုးလုံလာသူများနဲ့စစ်တုံးမန်းများ100ခန့်ရှိနေတဲ့စကန်တစ်ခုမှနေခဲ့ရပါတယ်။အများစုဟာအောင်စည်းရစစ်ကြောင်းမှဖြစ်ပြီးစစ်မှုထမ်းဥပဒေကြောင့်ပါလာကြသူများလည်းဖြစ်ပါတယ်။အများစုကစစ်တပ်ကိုပြန်တိုက်ရန်ဆုံးဖြတ်လာကြပါတယ်။ February လအတွင်းစကန်ကိုရောက်ရှိလာတဲ့ Frontier အဖွဲ့ဟာခိုးလုံလာသူများကိုလက်နက်များကြီးကားအင်ဂျီများစစ်ခမောက်များဝေငှပေးနေတာကိုတွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒီမှာစစ်မှန်နေခြင်းမဲ့အပြင်မှာတွားလို့ရန်ဆန္ဒရှိရင်ထိုင်းဘက်ကိုကူးနိုင်ရန်စီစဉ်ပေးတယ်လို့ KNL စကန်တာဝန်ခံကပြောပါတယ်။ ၎င်းရဲ့အဆိုအရအောင်စေးရစစ်ကြောင်းမှထွက်ပြေးခိုးလုံလာသူ80ခန့်ရှိတယ်လို့သိရပါတယ်။၎င်းတို့ကိုဖုံးအားသုံးခွင့်အင်တာနက်ပါပေးထားရတဲ့အတွက်တည်င်းပေးမဲ့အန်ရီတော့ရှိနေတယ်လို့ဆိုပါတယ်။သို့သောရန်သူကိုမဟာမိတ်အဖြစ်လက်တွဲခေါ်ခြင်းဟာစစ်ကောင်စီဖြုတ်ချရေးမှရေးရှိအတွက်အကျိုးရှိတယ်လို့လည်းပြောခဲ့ပါတယ်။နောက်တဦးကတော့အသက်20ကျော်ရှိကိုရန်လေးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်လမှာ၎င်းဟာမန္တလေးမှာရှိတဲ့ဟိုတယ်တစ်ခုမှာအလုပ်လုပ်ရန်ရန်ကုန်ကိုအလာမန္တလေးဘူတာကြီးမှာစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပါတယ် ကိုရန်လေးဟာရခိုင်လူမျိုးဖြစ်ကြောင်းမတ်ပုံတင်ကိုတွေ့သွားတဲ့အတွက်အေးအေးအဖွဲဝင်ဖြစ်မယ်လို့ဆိုပြီးတန်တရားနဲ့စစ်ထဲသွင်းခံရပြီးရှမ်းပြည်ကို၃လစစ်တင်တန်းတက်ရန်အပို့ခံခဲ့ရပါတယ်။အဲဒီမှာတဆင်ကရင်ပြည်နယ်ကိုစေလွတ်ခံခဲ့ရပြီးဒီဇင်ဘာလမှာအခြားစစ်သား၂ဦးနဲ့တူကော့ဘရာစစ်ကြောင်းကိုခိုးလွန်လာခဲ့ခြင်းဖြစ်ပါတယ်။ကိုရန်လေးဟာလက်နက်ခဲယမ်းများပါယူဆောင်လာတဲ့အတွက်ကြက်သိန်း30ချီးမြှင့်ခံခဲ့ရပါတယ်။၎င်းကိုမဲဆောက်ကိုတွားရန်အခွင့်အရေးပေးခဲ့ပေမဲ့လည်းတော်လန်ရေးနဲ့ပူးပေါင်းရန်ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ စစ်အကျဉ်းသားအဖြစ်ထိမ့်သိမ်းခံရသူအနေငယ်ဟာလည်းစခန်းအနီးမှာစားတောက်ဆိုင်ဖွင့်ခြင်းကြောင်မီးသွေးပိုလုပ်ငန်းများလုပ်ကိုင်နေကြပါတယ်။အဲ့ဒီထဲမှာမြောက်ဝတီတိုက်ပွဲမှာဖမ်းဆီးခံရသူတုတ်တက်ကျစီရလည်းပါဝင်ပါတယ်။၎င်းဟာစစ်မှုတန်းတက်အနည်း20ကျော်ရှိပြီးယမန်နှစ်ဧပြီလမှာလက်ရဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။၎င်းကြားခဲ့ရသလိုကုမျက်ခံရမယ့်အရေးစိုးရင်ခဲ့ပေမဲ့လည်းအကျဉ်းသားအဖြစ်လာပေါင်းများစွာထိမ့်သိမ်းခံခဲ့ရပါတယ်။နိုဝင်ဘာလအတွင်းပြန်လည်လွတ်လာတဲ့မွန်ပြည်နယ်မှာရှိတဲ့ဇနီးဖြစ်သူကိုကလေးနှစ်ယောက်ပါခေါ်ပြီးလိုက်လာရန်ဆက်သွယ်ခဲ့ပါတယ် မိသားစုများရောက်လာတဲ့အခါမှာတော့ရွာမှာစားတောက်ဆိုင်ဖွင့်ခဲ့ပါတယ်။တချို့သောစစ်တုံးပန်းများကိုစခန်းမှာပင်အလုတာဝန်များပေးခဲ့ပါတယ်။အဲ့ဒီအထဲမှာနေပြည်တော်အနီးမှာရှိတဲ့ရွာတရွာမှာစစ်သည်သွင်းခံခဲ့ရတဲ့ကိုဘိုဘိုလည်းပါဝင်ပါတယ်။၎င်းဟာလည်းအောင်စည်းရစစ်ကြောင်းမှာရှိတဲ့ခမရ69မှာဖြစ်ပြီးယခုအခါစခန်းမှာရှိတဲ့မိဘကြောင်းမှာအလုလုကင်လျက်ရှိပါတယ်။၎င်းဟာဝယ်ယူပြန်ရောဂါရှိပြီးမှတ်ညံမကောင်းသူလည်းဖြစ်ပါတယ်။သို့သောရွာလူကြီးများက၎င်းကိုစစ်ထဲလိုက်ရန်ငွေ15သိန်းကောက်ပေးပြီးထည့်လိုက်ခြင်းဖြစ်ပါတယ် တကယ်တမ်းမှာတော့၎င်းရဲ့မိသားစုများက၄သိန်းသာရရှိခဲ့ပါတယ်။စစ်တပ်ထဲကိုအဲ့ဒီလိုအခြေအနေရှိသူကိုလည်းပြန်မလွတ်ပဲစစ်တင်နဲ့တက်ခိုင်းပြီးရှေ့တန်းမှာအလုတ်ကျမ်းများခိုင်းစေခဲ့ပါတယ်။လမ်းမှာပဲမမတ်မိသူဖြစ်တဲ့အတွက်အမဲလိုလိုစစ်သားတအုပ်အဖို့ထည့်ပေးရပါတယ်။တရက်မှာတော့ရိတ်ခပို့ရန်အသွာလမ်းပြောက်ပြီး KNL တပ်ဖွဲ့နဲ့ပတ်ပင်းတိုးမိရာမှာအဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။ ၎င်းအားစစ်တုံးပန်းအဖြစ်အမှုစီရင်ပြီးအလုံးနဲ့ထောင်တန်းတစ်နှစ်အပြစ်တန်ချမှတ်ခဲ့ရမှာယခုအခါထမင်းကျက်အဖြစ်လုတ်ကင်နေတယ်လို့ဆောင်းပါးမှာရေးသားထားပါတယ်။ယခုအခါမှာတော့အာနာရှင်များကမိမိတို့ယင်းနှစ်တဲချများရဲ့အသက်ကိုစက်ကူမဲ့တမဲနဲ့စီရင်နေကြပြီဖြစ်ပါတယ်။ပြည်သူတရလုံးရဲ့ထောက်ခံမှုမျောလင်းချက်များပုံဩထားတဲ့လက်ရှိတော်လရင်ကြီးအောင်မြင်ပြီးလူမှုခန်းစားနေရတဲ့ဒုက္ခအပေါင်းမှအမြန်ဆုံးလွတ်မြောက်စေမဲ့နီလန့်မှန်သမျှဟာတရားနီလန့်ကြပါတယ်ပြည်သူဆန္ဒနဲ့လည်းကိုက်ညီပါတယ် ပြည်သူတို့ရဲ့ခုခံတွန့်လှန်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလောဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ